ားလုံးပဲမင်္ဂလာပါဗျာအာရှ MMA ကနေပြီးတော့ပြည်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့အောက်လတ်အန်ဆန်ကိုဆိုရှယ်မီဒီယာပေါ်မှာနောက်တစ်ပွဲထုံးမလားဆိုပြီးတော့စိန်ခေါ်လိုက်တဲ့ Rainia Director ဆိုတဲ့အကြောင်းအခုလာမယ့်တနင်္ဂနွေနေ့မှာဟိုင်းပြင်းဗလာဘိုလူဝဲထုတ်သက်သွားရတော့မယ်ကျွန်တော်တို့ရဲ့မြန်မာကင်းရလက်ဝင်မလေးဘရိုနီကာဆိုတဲ့အကြောင်းလီယွန်အော့ဝော့ကိုရှုံးနိမ်သွားခဲ့ရတာဟာပထမချီမှာ6ရောက်ကျိုးသွားလို့ပါဆိုပြီးတော့ ကြောင်းပြချက်တွေပေးလာတဲ့ကိုဗီကိုဗီနန်စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့အောင်လအန်ဆန်ကိုဆိုရှယ်မီဒီယာပေါ်ကနေတစ်ဆင့်နောက်တစ်ကြိမ်တက်ပြီးတော့ထုတ်သက်သွားအောင်မလားလို့စိန်ခေါ်လာတဲ့ Rainier Director ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။အောင်လအန်ဆန်နဲ့ Rainier Director ဟာဆိုလို့ရှိရင် One Championship မှာ တော်တော်ကိုကြီးမားတဲ့ပြိုင်ဘက်ကြီးနှစ်ယောက်ဖြစ်ပါတယ်။ အောင်လာအဆန်းအနေနဲ့မီဒယ်ဝေတက်မှာချန်ပီယံဖြစ်ခဲ့စဉ်တော့ကချန်ပီယံစင်ကိုသူရိုင်းနီယာဒူရီတာအနေနဲ့ အလားကိုချန်ပီယံစင်ခေါ်ခွင့်ရရှိဖို့အတွက်သူအနေနဲ့တော်တော်လေးကိုကြိုးစားခဲ့ရတာဖြစ်ပါတယ်။ချန်ပီယံစင်ခေါ်ခွင့်ရရှိသွားတဲ့အခါမှာဆိုလို့ရှိရင်လည်းရိုင်းနီယာဒီရက်တာအနေနဲ့သူရရှိထားတဲ့အခွင့်အရေးကိုအကောင်းဆုံးအပြည့်အဝသုံးချသွားနိုင်ပြီးတော့အော်လာအန်ဆဲရဲ့မေဒဝေဒန်ခပတ်ကို2020ခုနှစ်အော်တိုဘာလမှာရီယန်နီကချုပ်ပိုဇီရှင်နဲ့ပထမချီမာရင်းအဆုံးသက်ပြပြီးတော့အနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး middleweight champion ကပတ်ကိုရယူပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင် Rainier Derrida တွေနဲ့ Aula and Sense ကနေပြီးတော့နောက်ထပ်ကပတ်တစ်ခုဖြစ်တဲ့ light heavyweight champion ကပတ်ကိုရယူဖို့ကြိုးစားခဲ့ပါတယ်2022ခုနှစ် April လမှာတော့ Aula and Sense အနေနဲ့ Rainier Derrida နဲ့သူ့ရဲ့ light heavyweight champion ကပတ်အတွက်စင်ခေါ်ထိုးတက်ခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာ Aula and Sense နဲ့ Rainier Derrida တို့ဟာနိုင်ရှုံးမပေါ်ခဲ့လို့တိုင်ဆုံးပစ်ချက်အထိသွားခဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့ Rainier Derrida တွေနဲ့ Aula and Sense ကို control ုတိုင်းတဲ့အမှတ်အသာစီရယူပြီးတော့သူ့ရဲ့နောက်ထပ်ချန်ပီယံကပတ်တစ်ခုဖြစ်တဲ့ light heavyweight တဲ့ချန်ပီယံကပတ်ကိုပါရယူပိုင်ဆိုင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီချိန်ကစပြီး Rainier Dreda အနေနဲ့ one championship ရဲ့ middleweight တန်းနဲ့ light heavyweight တန်းချန်ပီယံနှစ်ထပ်ကွမ်းဖြစ်လာခဲ့ပြီးတော့အောင်လအန်ဆန်းကတော့ Rainier Dreda ကိုအမြန်ဆုံးပြန်လည်စင်ကော်ခွင့်ရရှိဖို့ ကြိုးစားထိုးသက်သွားရတော့မှာပဲဖြစ်ပါတယ်။အောင်လာအန်ဆန်အနေနဲ့ချန်ပီယံကပတ်ပြုတ်သွားတဲ့ကာလာဟာသူ့အတွက်အင်မတန်မှခက်ခဲကြမ်းတမ်းတဲ့ကာလာဖြစ်ပြီးတော့သူ့အနေနဲ့ချန်ပီယံကပတ်ပြုတ်ပြီးချက်ချင်းပြန်ထိုးတဲ့ Diandro Antitis နဲ့ပွဲစဉ်ကိုနိုင်ယူရရှိခဲ့ပြီးမြန်မာပြည်စင်ကော်ကွင်ပွဲစဉ်အတွက်ထိုးသက်ရတဲ့ Billy British နဲ့ပွဲစဉ်မှာရှုံးနေခဲ့တဲ့အတွက်ကြောင့်မို့လို့အောင်လာအန်ဆန်အနေနဲ့တော်တော်လေးကို ထိခိုက်မြင့်နာခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့အောင်လာအန်ဆန်ဟာ ဂျပန်နိုင်ငံသားဖိုက်တာဖြစ်တဲ့ယူရှင်အိုကာမီဘရာဇီးနိုင်ငံသားဖိုက်တာဖြစ်တဲ့ဂေဘတိုကာဘာအိုနောက်ဆုံးမှာကျုပ်နိုင်ငံကဖိုက်တာဖြစ်တဲ့ဖန်ရောင်တို့ကိုအနိုင်ယူရှင်ပြိုင်ထိုးတက်ခဲ့ပြီးတော့သူ့ရဲ့မေဒဝိတ်တန်းချန်ပီယံစင်ခေါ်ခွင့်ကိုပြန်လည်ရှာဖွေခဲ့ပါတယ်။ဒါပေမဲ့လည်း online and san အနေနဲ့ one championship နဲ့စာချုပ်တက်တန်းကုန်ဆုံးသွားတဲ့အတွက်ကြောင့်မို့လို့သူအနေနဲ့ champion single win ကိုတန်းပြီးတော့မရရှိသေးပဲနဲ့စာချုပ်ကိစ္စညီနိုင်ရမှာအဆင်မပြေဖြစ်နေပြီးတော့အခုချိန်ထိဆိုလို့ရှိရင်6လလောက်တောင်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း online and san အနေနဲ့မြန်မာလေ့ကျင့်ခန်း training နဲ့စနစ်တော်ကိုတွေ့ရပြီးတော့သူအနေနဲ့ပဲဖွဲ့စည်းရရောက်စ조사သွားမယ်။ champion ဖြစ်အောင်လုပ်ပြသွားမယ်။2024ခုနှစ်တွင်မှပြန်လာမယ်ဆိုတာကိုတစ်ဖက်ဖက်ပြောနေကြတာပါ။အခုချိန်မှာတော့ အခုလာမဲ့ One Championship 165 event ပွဲစဉ်မှာပါဝင်ထိုးသက်သွားမယ်သူရဲ့ဘော်ရာကြီးဖြစ်တဲ့ Martin Nguyen ကိုလိုက်ပါဝင်ရန်ပေးရင်းနဲ့အခုလိုမျိုး online အဆန်းကပြောပြလာခဲ့ပါတယ်2024ခုနှစ်တွင်မှာ Martin Nguyen ရဲ့ပြိုင်ပွဲအရင်လာမယ်ပြီးလို့ရှိရင်9ရက်ပြိုင်ပွဲလာမယ်2024ခုနှစ်မှာပွဲချမ်းပြသွားမယ်ဆိုပြီးတော့ပြောလာခဲ့တာပါ အဲ့လိုပြောလာတဲ့တဆက်တဲ့အချိန်မှာဆိုလို့ရှိရင်ပဲ Riding Ya Director အနေနဲ့ကလည်း One Championship ရဲ့ဒီ Social Media Post အောက်မှာ Aula and San နဲ့နောက်တစ်ခါတက်ပြီးထိုးသက်အုံးမလားဆိုပြီးတော့မေးမြန်းခဲ့တာမှာ Aula and San ကနေပြီးတော့ Qatar နိုင်ငံမှာထိုးသက်သွားခြင်းနဲ့ဆိုပြီးတော့အခုလိုမျိုး reply ပြန်ခဲ့တာဖြစ်ပါတယ်။အခုဖြစ်နေတဲ့အခြေအနေလေးရရက်ကိုစဉ်းစားပြီးတော့ဆက်ဆက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Aula and San နေနဲ့ One Championship မှာ ပြန်လည်ထိုးသက်ဖို့ကြိုးစားနေတဲ့လောက်ရှိပါတယ်။ဒါပြင် အွန်လိုင်းအဆင့်ဟာမီဒီယာဝိတ်တန်ချန်ပီယံစင်ကော်ကွင်ရရှိဖို့ထိုက်တန်နေတာကြောင့်မို့လို့ဥက္ကဋ္ဌကြီးချက်ထရီပြောတဲ့ကာတာနိုင်ငံမှာကျင်းပမဲ့ချန်ပီယံကပတ်လူပွဲတွေများစွာပါဝင်သွားမယ်ဝမ်ချန်ပီယံရှစ်166 event ပွဲစဉ်မှာအွန်လိုင်းအဆင့်ကိုပြန်လည်ပွဲထုတ်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ တကယ်လို့သာအဲ့ဒီလိုမျိုးပြန်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့အောင်လအန်ဆန်နေနဲ့မေဒဝိတ်တန်ချန်ပီယံကပတ်စင်ခေါ်ခွင့်ရရှိမှာဖြစ်ပြီးတော့သူ့အနေနဲ့မေဒဝိတ်တန်ချန်ပီယံကပတ်ကိုပြန်လည်သိမ်းပိုက်ရယူနိုင်အောင်မလားဆိုတာသိလို့ရှားစရာစောင့်ကြည့်သွားရပါပါ။အောင်လအန်ဆန်ဟာအခုချိန်မှာရင်းနှုံးကနဲ့မတူဘဲ take down defense တွေပို့ပြီးတော့ကောင်းလာပြီးဖြစ်ပြီး ground game မှာဆိုလို့ရှိရင်လည်းကပတ်အညိုတိရရှိသွားပြီးဖြစ်ပါတယ်။သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Rainier Derrida ကလည်း G2 Fighter မဟုတ်ဘဲအခုချိန်မှာ အလဲထိုးပွဲစဉ်တွေထိုးတက်ပြဖို့လက်ကျင့်နေတဲ့ဆိုတဲ့အတွက်ကြောင့်ဘလို့ဒီဖိုက်တာမြောက်တကယ်သာတွေ့ဆုံပြင်မယ်ချန်ပီယံကပတ်လူပြင်မယ်ဆိုရင်တော့တော်တော်လေးစိတ်လှရှားစရာကောင်းပါပါနောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အခုလာမယ့်တနင်္ဂနွေနေ့မှာတိုင်းပြည်ဖလားဘိုလိုပွဲအထိထိုးသက်သွားတော့မယ်ကျွန်တော်တို့ရဲ့မြန်မာကင်ရလက်ဝိမဲ့လေးဘရော်နီကာဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားချင်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာကင်ရလက်ဝိမဲ့လေးဘရော်နီကာဟာဆိုလို့ရှိရင်တိုင်းဖိုက်ပွဲစီမှာပွဲတွေထိုးသက်လာခဲ့တာအခုချိန်မှာဆိုလို့ရှိရင် နှစ်နှစ်နီးပါးကာလလောက်ရှိနေပြီဖြစ်ပါတယ်။သူမအနေနဲ့ဒိုင်းဖိုက်ဖွဲ့စည်းမှာပွဲစဉ်ပေါင်း14ပွဲထိထိုးသက်ထားပြီးတော့14ပွဲလုံးကိုနိုင်ယူရရှိထားပြီးတော့သူမအနေနဲ့အခုချိန်မှာ15ပွဲဇက်တိုက်နိုင်ထားတယ်။55 win streak ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ Veronica အနေနဲ့ပြီးခဲ့တဲ့နှစ်လီစင်ပါလာတုန်းကဆိုလို့ရှိရင်လည်း time fight အဖွဲ့အစည်းမှာ time ပြင်ပလာဘောလူပွဲရှင်းပြိုင်ထိုးသက်ခဲ့ပြီးတော့သူမအနေနဲ့သူမရဲ့ပြိုင်ပွဲဖြစ်တဲ့ Fanny Bilombi ကိုတတိယကြီးမှာလဲတိုးနိုင်ယူခဲ့ပြီးတော့ time ပြင်ပလာ ချန်ပီယံစုကြီးကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်ဘရိုနီကာအနေနဲ့2023ခုနှစ်အတွင်းမှာဆိုလို့ရှိရင်လည်း Wi-Fi မှာထုတ်သက်သွားခဲ့တဲ့ပွဲစဉ်လေးအကုန်လုံးကိုနိုင်ယူပြထားခဲ့ပြီးတော့အခုလာမယ့်ဒီဇင်ဘာလမှာဆိုလို့ရှိရင်နောက်ထပ်တစ်ခါကျင်းပမယ့်တိုင်းပြင်ပလာဘောလုံးပွဲစဉ်မှာဆက်မှန်ရှင်ပြိုင်ခွင့်ရရှိပြန်ပါပြီ။ Ronica အနေနဲ့သူမနဲ့ထုတ်သက်သွားရမယ့်ပြိုင်ဘက်ကတော့အခုပြီးခဲ့တဲ့ Auto Bala တုန်းကထုတ်သက်သွားခဲ့တဲ့ပွဲစဉ်မှာအနိုင်ယူရရှိထားမှုတဲ့ Time Fighter နဲ့ပဲ ပြန်ပြီးတော့ပွဲတက်ပေးထားတာဖြစ်ပါတယ်။အဲ့ဒီ fighter ဟာဆိုလို့ရှိရင်လည်း ဝေထိုင်းမှတ်တမ်းကောင်းတဲ့ဖိုက်တာတူဖြစ်ပြီးတော့ထိုးသက်ပုံထိုးသက်နေကလည်းအင်မတန်ကောင်းတဲ့ဖိုက်တာပါဘရိုနီကာနဲ့ထိုးသက်ခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဘရိုနီကာနဲ့တစ်ခေါက်နော့ကဒေါင်းချအောင်ထိုးခဲ့တာတော့မှသူမအနေနဲ့ပြန်လည်ထလာနိုင်ခဲ့ပြီးတော့ဘရိုနီကာကို၃ကြီးအပြည့်ကစားပြသွားတာပါဒါပေမဲ့လည်းနောက်ဆုံးမှာတော့ဘရိုနီကာအနေနဲ့ထိကျက်သားလို့အမှတ်နဲ့နိုင်ယူရရှိသွားခဲ့ပေမဲ့အဲ့ဒီဖိုက်တာကိုအဆုံးသက် finishing လုပ်ပြမနိုင်ခဲ့ပါဘူးဆိုတော့အခုလာမဲ့ဒီဇင်ဘာလ24ရက်နေ့တနင်္ဂနွေနေ့မှာဒုတိယကြိမ်တွေ့ဆုံမဲ့အခါမှာဆိုလို့ရှိရင်တော့တူမအနေနဲ့အ နိုင်ယူရရှိသွားနိုင်မလားဆိုတာကိုကျွန်တော်ပြည်သက်တွေအနေနဲ့စောင့်ကြည့်ပြီးတော့အားပေးသွားရမှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ Waterway Dan Champion Leon Awat နဲ့ထိုးတက်ခဲ့တဲ့ပွဲစဉ်မှာသူ့အနေနဲ့ပထမအကြိမ်ဆက်ဆက်ခြင်းမှာ6ရက်ကြိုးသွားခဲ့တဲ့အတွက်ကြောင့်မလို့ performance ကောင်းနေမပြနိုင်ခဲ့ပဲ Leon Awat ကိုရှုံးနိမ့်ခဲ့ရတယ်လို့ပြောလာတဲ့ Kobe Kobe Dan ရဲ့အကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်။ UFC ရဲ့ Walter Wade ကထိပ်တန်း fighter ဖြစ်တဲ့ Kobe Kobe နဲ့ဟာပြီးခဲ့တဲ့ UFC 296 main event ပွဲစဉ်မှာ champion ဖြစ်တဲ့ Leon Awards ကနေပြီးတော့ champion ကပတ်ကိုစိန်ခေါ်ထိုးသက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာပရိသတ်တွေအားလုံးမျော်လင့်ထားကြတာက Kobe Kobe နဲ့ဟာနဗန်းသမားဖြစ်ပြီးတော့ cardio လည်း immediate ကောင်းတဲ့ကစားသမားတူပါ။ဒါကြောင့်မို့လို့သူ့အနေနဲ့ Leon Awards လိုမျိုး striking mind ကိုတည်တံ့ထားပြီးတော့ကစားတဲ့ကစားသမားကိုအတင်းဝင်လုံးပြီးတော့ထူထောင်း ဝက်စလင်ဂိမ်းတွေကိုအကောင်းဆုံးအသုံးချပြီးတော့တကယ်ကိုပွဲကြီးပွဲကောင်းကြည့်ရမယ်ဆိုပြီးတော့မျှော်လင့်ထားခဲ့ကြတာပါဒါပေမဲ့လည်းပွဲဆလာတဲ့အခါမှာဆိုလို့ရှိရင်တော့တကယ်ကိုမှန်းကျက်တဲ့နန်းတွက်မကိုက်ဘဲနဲ့လုံးဝကြီးကိုလွဲချော်ခဲ့ရပါတယ်အဲ့ဒီပွဲစဉ်မှာပြောရမယ်ဆိုလို့ရှိရင်ကိုဘီကိုဘီနဲ့အနေနဲ့လက်သီးတစ်ချက်မှမထွက်လိုက်ဘဲနဲ့ရှုံးသွားရတယ်လို့တောင်ဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပထမအချီမှာတင်ကိုဘီကိုဘီနဲ့ကိုဒီယွန်အဝတ်ကချစ်ကန်ချက်တွေနဲ့တကယ်ကိုအကွာဝေးထိန်းထားပြီးတော့ကိုဘီကိုဘီနဲ့အနေနဲ့ တကယ်ကိုဘာမှသုံးစားမရတဲ့ fighter တယောက်ပုံစံမျိုးဖြစ်နေခဲ့တာပါတိတ်တောင်းရယူဖို့ကြိုးစားခဲ့ပေမဲ့လည်းတိတ်တောင်းတွေကလုံးဝကိုအဆင်မပြေဘဲနဲ့လီယွန်အဝတ်ကပဲပြန်ပြီးတော့အပေါ်စီးနေတာနဲ့အသာစီးပြန်လဲရယူသွားခဲ့ပါတယ်ဒါပြင်ဒူးဇန်နာတစ်ခုကိုပြောရမယ်ဆိုလို့ရှိရင်လီယွန်အဝတ်အနေနဲ့ဂိုဘီကိုဗင်တန်ကိုချုပ်ကွက်ရယူဖို့နှစ်ကြိမ်တောင်ကြိုးစားပြခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကိုဗီကိုဗင်နန်နေနဲ့သူ့ရဲ့ပြိသက်တွေပျော်လင့်ထားသလိုလုံးဝမဖြစ်လာခဲ့ပဲနဲ့ငပေါ်ကြီးတကောင်ဝင်ရောက်ပြီးတော့ကစားနေတယ်လို့မျိုးထိပါဖြစ်ခဲ့တာပါ ဲ့ဒါကြောင့်မို့လို့အဲ့ဒီပွဲစဉ်ပြီးမှကိုဗီကိုဗီ19ကိုသူ့ကိုအားပေးတဲ့ပရိသတ်တွေကပါတော်တော်ချင်းသွားခဲ့ကြပြီးတော့ကိုဗီကိုဗီ19အနေနဲ့ချန်ပီယံစင်ကော်ခွင့်ဘယ်တော့မှပြန်လည်မရရှိနိုင်တော့ဘူးဆိုပြီးတော့တွက်ဆထားခဲ့ကြတာပါအပြင်မဲ့လေကိုဗီကိုဗီ19အနေနဲ့ပွဲပြီးနှစ်ရက်လောက်ကြာမှဆိုလို့ရှိရင်တော့သူ့အနေနဲ့ဘာဖြစ်လို့အဲ့ဒီလိုမျိုး လွှမ်းဆောင်ရည်တွေကြာနေရတာလဲဆိုတဲ့အကြောင်းကိုပြောပြလာခဲ့ပါတယ်။အင်တာဗျူးတစ်ခုမှာကိုဗီကိုဗီနန်ပြောပုံရဆိုလို့ရှိရင်သူ့အနေနဲ့ပထမအချီမှာလီယွန်အဝတ်ကိုကန်လိုက်တဲ့ခြေကကြဟာလီယွန်အဝတ်ရဲ့တံတောင်စစ်နဲ့ဒိုက်ရိုက်ထိတွေ့သွားပြီးတော့သူ့ရဲ့ခြေထောက်ဟာဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီဒဏ်ရာကြီးနဲ့ပဲသူ့အနေနဲ့ ၅ကြီးအပြည့်ထိုးတက်ခဲ့ရတာဖြစ်ပြီးတော့သူ့ရဲ့အကောင်းဆုံး performance ကိုတော့မလုပ်ပြနိုင်ခဲ့ဘူးဆိုပြီးတော့ပြောလာခဲ့တာဖြစ်ပါတယ်။တကယ်လို့သာအဲ့ဒီအကြောင်းအရာသာမှန်မယ်ဆိုလို့ရှိရင်တော့ Kobe Covington အနေနဲ့တကယ်ကိုနှမျောစရာသူ့ရဲ့ champion စိန်ခေါ်ခွင့်ကိုဆုံးရှုံးလိုက်ရတာဖြစ်ပြီးတော့သူ့အနေနဲ့အခုချိန်မှာနံပါတ်၅နေရာကိုရောက်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ champion စိန်ခေါ်ခွင့်ဟာပြန်လည်ရရှိနိုင်ဖို့ဆိုလို့ရှိရင်တော်တော်လေးကိုမလွယ်ကူပါဘူး။ဒါပြင်သူ့အနေနဲ့အခုချိန်မှာအသက်35နှစ်အရွယ်ထိရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တက်လာတဲ့ fighter တွေကိုနိုင်ယူရရှိဖို့ဆို တာကလည်းတကယ်ကိုခက်ခဲတဲ့ကိစ္စဖြစ်သွားပါပြီ။ဆိုတော့ကျွန်တော်တို့ breakthrough တွေနေနဲ့ Kobe Covington ကိုနောက်တစ်ခါ Champion Single ဝင်ပွဲစဉ်တွေမှာမြင်ရဖို့ဆိုတာမသေးကြတော့ပါဘူး။ဗီဒီယိုလေးကိုစုံတီးကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အမေမလည်းခုလိုမျိုးပဲအမေလောကကအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါလို့ကျွန်တော်တို့ရဲ့ Channel လေးကို Like, Share, Subscribe လုပ်ထားကြဖို့တိုက်တွန်းချင်ပါတယ်။အားပေးသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။